ဘုခင်ညီလာမကြိုဆိုပါရရှင်ဒီနေ့ရှန်ခောက်ဆွဲလုံးကြီးလေးကိုလွယ်ကူဆုံးကြီးလေးနဲ့လုပ်ပြပါမယ်ရှင်လုံးကြီးလေးကလည်းရမ်းကိုလွယ်ကူပါတယ်နော်ရှန်ခောက်ဆွဲလုံးရန်အတွက်ကိုဒီမှာချက်သားကိုဒီမှာအမ80သာတုံးထားပါတယ်ချက်သားလေးတွေကိုရေစေးသန့်ဆင်ပြီးတော့အတုံးလေးတွေတုံးထားမယ်နော်ပြီးရင်ရသားလေးစပြီးတော့နေပေးပါမယ်စားလေးနှင်းငယ်ထည့်တယ်ချက်သားမုန့်နှင်းငယ်ထည့်တယ်ကြားနှင်းငယ်ထည့်ပါတယ် ငားငပြာရည်ထမင်းစားစွန်းနဲ့တစုံထည့်တယ်။ပြီးရင်အသားထဲကိုရသလေးတွေဝင်သွားအောင်လို့နေပေးပါမယ်ရှင်။ဒီသက်ရံအတွက်ကိုကြက်သွန်ဖြူကိုငားမွာလောက်ဒီမှာထောင်းပေးထားတယ်။ကြက်သွန်ညီကိုတော့အလုံးသေး6လုံးလောက်ဒီမှာသုံးထားတယ်နော်။ကြက်သွန်ညီလေးတွေကိုလည်းပါပါလီပေးထားပါတယ်။ခရမ်းကျင်သည်နှလုံးကိုခုလိုတုံးလေးတွေတုံးပေးထားပါတယ်။စီဆူလာပြီးဆိုတာနဲ့ဆောနာထောင်းထားတဲ့ကြက်သွန်ဖြူညီလေးကိုထည့်ပြီးတော့စီသက်ပေးပါမယ်ရှင်။ ်ခီကတ်တဲ့ထဲကိုစနွင်းမုတ်လေးနဲ့ငယ်ထည့်ပေးပါရနော်တက်ဆုံဖြူနီလေးတွေနဲ့မွှေးလာပြီဆိုရင် ရောင်လေးလှဖို့အတွက်ကိုရောင်သင်မုတ်ထမင်းစားစွန်းနဲ့တစုံထည့်တယ်ပြီးတာနဲ့စွမ်းနာကနေထားတဲ့ချက်သားလေးကိုထည့်ပြီးတော့ချက်ပေးပါမယ်ရှင်ကသားလေးကိုထပ်အောင်လေးတွေမှွေပေးမယ်နော်ပြီးတာနဲ့ဖုံးလေးအုပ်ပြီးခဏချက်ပေးမယ်ရှင်ခုလိုအနေထားလေးရောက်ပြီဆိုရင်တော့ကြက်သားလေးနူးဖို့လိုသေးတဲ့အတွက်ရေလေးအနည်းငယ်ထည့်ပြီးတော့ ခဏထပ်ပြီးတော့ချက်ပေးပါမယ်နော်။စီပြန်လာတဲ့အထိချက်ပေးပါမယ်ရှင်။အခုလိုစီပြန်လာပြီဆိုရင်တော့ချက်သားစီတက်ထားတာလေးရပါပြီနော်။ချက်သားစီတက်ထားတဲ့စီလေးအနေငယ်ကို ယူထားပါတယ်နော်။ပြီးရင်ကျက်သွန်ပြူနေထောင်းထားတာလေးကိုထည့်ပြီးတော့စီတက်ပေးမယ်။ ကန်းနှစ်ကလေးကိုစီတပ်ပေးมาဖြစ်ပါတယ်ရှင်ဒါကတော့ရှမ်းခေါက်ဆွဲအတွက်အဓိကကြတဲ့ရှမ်းနှစ်ကလေးပါနော်ပြီးရင်ခရမ်းကျင်သီးလှိထားတာလေးထည့်ပေးမယ်ရပါကတော့တကြားလေးပဲထည့်ပါတယ်ရှင် ရှမ်းနှစ်ကငံပါတယ်နော်ဒါကြောင့်မို့တခြားအရာသာတွေမသုံးတော့ပါဘူးရှင် ခရမ်းကျင်သီးလေးတွေနူးသွားအောင်လို့ရေလေးအနည်းငယ်ထည့်ပြီးတော့ခဏချက်ပေးထားပါမယ် ခုလိုနေထားလေးရောက်ပြီဆိုရင်တော့ဒီမှာရှမ်းနှစ်ကလေးထဲမှာဖြစ်ပါတယ်ရှင်သူ့ရဲ့အနံ့လေးကတအားမွေးတယ်နော်ရှမ်းနှစ်ကိုခရမ်းကျင်ကြီးလေးနဲ့ချက်ပြီးမယ်အခုလိုစီပြန်လာပြီဆိုရင်တော့ဒါရှမ်းခောက်ဆွဲအတွက်ရှမ်းနှစ်ကလေးလည်းရပါပြီရှင် အဲဒါကတော့နှမ်းစီမွေးလုပ်ဖို့ရယ်မရုတ်သီးကိုဒါအမကမကြော်ပဲနဲ့စီပူလေးပဲလောင်းมาဖြစ်ပါတယ်เนาะစီအိုးလေးကိုပူအောင်တဲပါမယ်เนาะစီပူလာပြီဆိုတာနဲ့ငရုတ်သီးကြက်မုတ်ကလေးကိုဒါအမကမလှော်တော့ဘဲနဲ့ပေါ့เนาะစီပူလေးလောင်းထည့်လိုက်မယ်ဒါဆိုရင်เนาะရှမ်းခေါက်ဆွဲနဲ့တွဲစားတဲ့ငရုတ်သီးကြော်လေးရပါပြီရှင် ြီးတာနဲ့နှမ်းစီမွေးလေးလောက်ပါမယ်ရှင်နှမ်းကိုထမင်းစားစုံးနဲ့တစုံကျက်သွန်ကျော်ထမင်းစားစုံးနဲ့တစုံထည့်ပါရယ်အယုံမဆလာကိုထမင်းစားစုံးနဲ့နှစ်စုံထည့်ပါရယ်နော်ပြီးရင်အပေါ်ကနေပြီးတော့စီပူလေးလောင်းထည့်လိုက်မယ်ဆိုရင်နှမ်းစီမွေးလေးလည်းရပါပြီရှင် အကြယိုးလေးတွေပါနော်အကြယိုးကိုဟင်းညိုလေးလုပ်မယ်သူ့ရဲကိုကြက်သားမုတ်ထဲတယ်စားလေးနှင်းငယ်ထဲတယ်ငပြာရည်လေးထဲပါတယ်ပေါ်ကနေပြီးတော့ရိုးလေးတွေမြုပ်သွားအောင်လို့ရေထည့်ပြီးတော့တဲပေးထားပါမယ် ခုလိုပပွက်ဆူလာပြီဆိုရင်ကိုကြိုက်နေတဲ့ရရွက်ကလေးအုပ်နိုင်ပါတယ်เนาะအမားကတော့ဒီမှာစက်သွုံမိတ်ကလေးပဲအုပ်ပေးထားပါတယ်။ဒါခုဆိုရင်တော့ဟင်းညိုလေးလည်းရပါပြီရှင်။ရှမ်းခေါက်ဆွဲပြုတ်မယ်เนาะရင်းနှီးပပွက်ဆူလာပြီဆိုတာနဲ့ဒါရှမ်းခေါက်ဆွဲက တနာရီလောက်ရေစိမ်ထားတာပါရှင်။သူ့ကိုထည့်ပြုတ်မယ်။ ဒီတဲကိုကိုကြိုက်နှစ်သက်ရအရွက်ကလေးတွေပြုတ်လို့ရပါတယ်เนาะကစွန်းရွယ်မုံနှင်းရွယ်သုံးလို့ရပါတယ်အမကတော့ဒီမှာပဲပင်ပေါက်ကလေးပဲသုံးပေးထားပါတယ်အခုလို့ရှမ်းဖက်ကလေးတွေကဣလာပြီဆိုရင်เนาะရပါပြီရှင် သူ့ကိုနေမဲ့ပကံတဲကိုအစင်းသိထဲ့မယ်เนาะအဲဒါကတော့ရှမ်းခောက်ဆွဲလုပ်ဖို့အတွက်အားလုံးအစင်းသိဖြစ်နေပါပြီရှင် စပြီးတော့ကွဲပြင်ပါမယ်နော်။ဆန်းကောက်ဆွဲဖတ်တဲ့ကို ပထမဦးဆုံးဒါနှန်းစီမွေးကိုထမင်းစားစွန်းနဲ့နှစ်စွန်းစာထည့်လိုက်တယ်။ဒါကတော့ရှမ်းနှစ်ပါရှင်သူ့ကိုထမင်းစားစွန်းနဲ့နှစ်စွန်းထည့်ပါရယ်။ပဲငပြာကြီးအကျဲကိုတစ်စွန်းထည့်တယ်။ပဲငပြာကြီးအချိုပေါ့နော်ဒါအနောက်ကိုသူ့ကိုအနှဲငယ်ထည့်ပေးပါရယ်။ရသာတွက်ကတော့ဒီမှာတကြားလေးပဲအနှဲငယ်ထည့်ပေးပါရယ်။ပြီးရင်ရသာလေးတွေနှံ့သွားအောင်လို့သူ့ကိုမှွေပေးမယ်နော်။အခုလောက်ပြတဲ့ရှမ်းခောက်ဆွဲလေးကအရန်ကိုစားကောင်းပါရယ်ရှင်။ပြီးရင်အပေါ်ကနေပြီးတော့ ော့စက်သားစီတက်ကလေးပြုပေးမယ်။ပဲပင်ပေါက်ကလေးအနားမှာပေါ့နော်ထည့်ပေးပါမယ်ရှင်။ဒါငရုတ်သီးကြော်ထားတာလေးပါနော်။ဒါမြေပဲဆန်ထောင်းထားတာလေးပါရှင်။ပေါ်ကနေပြီးတော့ဖြူပေးလိုက်မယ်နော်။ပေါ်ကနေပြီးတော့အယောင်လေးလှအောင်လို့ဆန်းနှစ်ကလေးအနေငယ်ထပ်ဖြူပေးလိုက်ပါရရှင်။အခုဆိုရင်တော့အရန်ကိုစားကောင်းပြီးရတာရှိတဲ့ဆန်းခောက်ဆွဲလေးရပါပြီရှင်။